အဲဒီကားလေးမှာဆိုလို့ရှိရင်တော့ grade နှစ်မျိုးလာမယ် Avant grade ကလည်း Luxury grade ကဆိုပြီးတော့ဒီ၃ရက်အတွင်းဝယ်ယူမဲ့သူများအတွက် iPhone 60 Pro Max တစ်လုံးအပြင်ဒေါ်လာ900ပါ cashback ပေးသွားပါအောင်မယ် driving range တွေ battery capacity တွေကတော့အတူတူပဲဘယ်နေရာမှာကွဲသွားရလဲဆိုတော့အတွင်းကမ်းမှာ အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဆိုလို့ရှိရင်တော့ Novo Hotel ကိုရောက်ရှိနေရပါဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့အားလုံးစိတ်ဝင်စားနေကြတယ် BAW မြန်မာကသူ့ရဲ့ကားတစ်ကြီးကို launching ပြုလုပ်သွားမှာဖြစ်ပါတယ်ဗျာဒီနေ့မှာဆိုလို့ရှိရင်တော့ BAW က BAW EM7 ဆိုတဲ့ကားတစ်ကြီးကို launching ပြုလုပ်သွားမှာဖြစ်တဲ့အတွက်ဒီကားလေးကဘယ်လိုအနေထားရှိမလဲဆိုတော့ကျွန်တော်တို့ချက်သွားကြည့်အောင်

ါလက်ကူနဲ့ကြည့်ရတယ်အမြင်နဲ့လည်းလေသာမစံတော့ပြတာ ဒါလေးကတော့ဒီနေ့မိတ်ဆက်လိုက်တဲ့ BAW ရဲ့ EM7 ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဗျာ။အဲဒီကားလေးမှာဆိုလို့ရှိရင်တော့ Great နှမျိုးလာမယ်။ Avant Great ကလည်း Luxury Great ကဆိုပြီးတော့ဒီကားလေးကတော့ MPV အမျိုးအစားဖြစ်ပြီးတော့7 seater ဖြစ်တယ်။ Driver rate အနေနဲ့ဆိုလို့ရှိရင် CTC နဲ့ဥပမာ55 km/h ရှိမယ်။ battery capacity ကကျတော့81 kWh ရှိတယ်ပေါ့နော်ပြီးရင်သူ့ရဲ့ motor capacity ပေါ့နော် motor capacity ဆိုလို့ရှိရင်လည်း150 kWh ရှိပြီးတော့ maximum speed က140 km/h ထိရှိတယ် BMW EM7 မှာဆိုလို့ရှိရင် luxury greatness avant grade ကတော့ driving range နဲ့ battery capacity တွေကတော့အတူတူပဲဘယ်နေရာမှာကွဲသွားရလဲဆိုတော့အတွင်းကမ်းမှာ Lazarus Great ရဲ့အတွင်ခန်းကတော့အခုမြင်တဲ့အတိုင်းပဲတော်တော်လေးကို Lazarus Channel လို့ပြောလို့ရတယ်ကျွန်တော်နေနေဆိုလို့ရှိရင်တော့ Lazarus Great ရဲ့အတွင်ခန်းလေးကိုပို့ပြီးတော့သဘောကျရပါတော့เนาะအဲဒါလေးကတော့ BAW ကနေပြီးတော့ပထမအဦးဆုံးမိတ်ဆက်ခဲ့တဲ့ BAW EM7 ဆိုတဲ့ကားအစ်လေးပဲဖြစ်ပါတယ်ဗျာဒီ၃ရက်အတွင်းဝယ်ယူမဲ့သူများအတွက် iPhone 60 Pro Max တစ်လုံးအပြင်ဒေါ်လာ900ပါ cashback ပေးသွားပါအောင်မယ်ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ BAW မြန်မာကနေပထမဦးဆုံးမိတ်ဆက်လိုက်တဲ့ BAW EM7 ဆိုတဲ့ကားလေးရဲ့ launching ခန်းနာလေးပဲဖြစ်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဦးကျွန်တော် Just Right ကထစ်ချုံးပါ Instagram at nhanwpwc. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn